ဒီမှာအခုမြင်နေရတာတင် surface လို့ခေါ်တယ် surface တခုရှိရယ်အခုတင် surface ကဒီမှာ boundary ကလည်းရမမြင်ရဘူးဒီလင်းမွေအောင် boundary ကလည်းမမြင်ရဘူးအဲ့ဒါကိုသူ့ရဲ့ display style နဲ့အမျိုးမျိုးနဲ့ဖော်ကြည့်မယ်အဲဥပမာပထမဆုံး contour line တွေကိုဖော်ကြည့်မယ်အဲ့တော့ဒီထည့်ထားမယ်ဆိုဒါကို select map မှတ်ပြီးတော့ surface property တွေကိုတွားမယ်ဒီမှာ select map ပြီး surface property တွေကိုတွား သွားပြီးတော့ဒီထဲမှာအခုဘာဖြစ်နေလဲဆိုတော့ဒီ surface ရဲ့ style ကဒီမှာခေါ်ခိုက်ဆိုတဲ့ boundary ဖြစ်နေတယ်။အဲ့ဒါကိုဘာပြောင်းမလဲဆိုတော့တိုးခိုးဆင်းဆိုတဲ့ဒီဟာလေးပြောင်းလိုက်မယ်။တိုးခိုးဆင်း surface ဆိုတာလေးကိုပြောင်းလိုက်မယ်။အဲ့ဒါဆိုရင် control line တွေ display လုပ်ပေးလိုက်မယ်။ဒီအောက်မှာဒီမှာ control line တွေနေရအောင်နော်။အောက်မှာဒီလိုမျိုးပုံစံလေးဖြစ်သွားပြီ။အဲဟုတ်ပြီ။အဲ့ဒါဆိုရင်နောက်ထပ်တစ်ခု display style ပြောင်းကြည့်ရအောင်။နောက်တစ်ခုကကြတော့ တင် surface လို့ခေါ်တဲ့ဒီ triangle တွေပေါ်အောင်လုပ်လုပ်ကြည့်မယ်ဆိုရင်အပေါ်ဆုံးမှာရှိရဲ့ဒီမှာ T I N ဆိုတာအဲ triangle ကို triangulated irregular network ဆိုရဟာအဲတင်ဆွဲ sign ကိုထားလိုက်မယ်ထားကြည့်မယ်ထားကြည့်ပြီးတော့တကီရောလုပ်ကြည့်မယ်ဆိုရင်ဒီမှာမြင်ရတဲ့ triangle လေးနဲ့ပြရတဲ့ display sign ဖြစ်သွားပြီဟုတ်ပြီနောက်တစ်ခုတော့ထပ်ပြီးပြောင်းကြည့်ရအောင်အဲနောက်တစ်ခုကအဲဥပမာခိုးပိုက်ရာကြည့်လို့ရှိတယ် ွာလေးထားကြည့်မယ်စတိုင်ထဲမှာခိုးပိုက်ရကြီးတူရှိဆိုတာကြတော့ slope ရဲ့ arrow လေးဒီ surface ကဘယ်လိုမြက်ဘယ်ဘက်ကိုစောင်းနေလဲဆိုတဲ့ရကြီးတူရှိ arrow လေးတွေထည့်တဲ့ဟာကိုပြောင်းကြည့်ရအောင်ခိုးပိုက်ရကြီးတူရှိတကီရောဟောဒီမှာဆိုရင် okay လောက်ရကြည့်ကြည့်အောင်ရှင်းပြပြီးဒီမှာဒီမှာလေးမြားလေးတွေကဒီအောက်ဒီအပေါ်ကနေပြီးတော့ဒီအောက်ကိုဦးတည်ရဘက်ကိုကြာနေပေါ့ အဲညားရီဆိုလို့ရှိရင်လည်းဒီမှာအယောင်ကြီးအများကြီးရှိတယ်နော်အဲခရမ်းရောင်ဆိုဒီအပြာရောင်လို့လိမ်မော်ရောင်စိမ်းရောင်အနီရောင်ဒီလိုမျိုးအယောင်အပြာဆိုလည်းနှုတ်ရင်ပေါ့အဲ့လိုမျိုးရှိနေတဲ့အယောင်ကြီးကတူရတယ်သူအတိတ်ပဲရှိရဲ့ဥပမာဘဲအယောင်ကအဲဒီအစိမ်းရောင်ကဘလောက်ပါဆန့်စလို့ဆိုရင်ပါရောင်အဲ့ဒါကအကုန်လုံးစက်တင်ထဲမှာသွားချိန်လို့ရတယ်ဒါတော့အဲစက်တင်ချိန်နဲ့အသေးစိတ်ထဲမှာရှိမှာပေါ့နော်အခုကတော့ display style ကိုမိတ်ဆက်ပေးရဖြစ်ပါတယ် ಸಿಗುವುದು ಮಾರಾಯ